မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးအကျပ်တဲတွေကြားမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လှုံ့ဆော်ရမှာပိုက်ဆံထဲမူဝါဒကပိုအရေးကြီးတယ်လို့စီးပွားရေးလိလာတုံသက်သူဦးထေအောင်ကြီးကစီးနိုင်တဲ့ဌာနကိုပြောပါရယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံတကာစီးပွားရေးပိတ်ဆို့ထားသလိုရင်းနှီးမြှုပ်နှံမှုတွေအလွန်အားနည်းနေတာကြောင့်စီးပွားရေးကျဆင်းနေကြောင်းလူနေမှုကုန်ကျစရိတ်တွေမြင့်မားနေကြောင်းငွေကြေးဖောင်းပွားမှုမြင့်တက်နေကြောင်းကုန်သွယ်ရေးမှာလည်းတရားမဝင်ကုန်သွယ်မှုတွေပိုမိုများပြားနေကြောင်းအဲဒါကြောင့်နိုင်ငံတော်ကိုစီမံခန့်ခွဲနေသူတွေအနေနဲ့မူဝါဒတွေကိုတေချာကင်တွယ်ချမှတ်ဖို့အရေး းကြီးကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးဈေးကွက်လေးလာသူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံရဲ့စနစ်ဟာအလွန်အားနည်းနေတဲ့အချိန်မှာအမျက်များများရဖို့ထက်လုပ်ငန်းလည်ပတ်နိုင်အောင်ဦးစားပေးနေရကြောင်းအဲဒါကြောင့်တိုင်းပြည်တစ်ပြည်တိုးတက်ဖို့အတွက်ပတ်စံထက်မူဝါဒကပိုရေးကြီးတယ်လို့စီးပွားရေးလေးလာတုံသက်သူဦးထွေးအောင်ကြီးက CNN သတင်းဌာနကိုပြောပါတယ်ဒီကစီဝိုင်းစနစ်ကြီးကိုပြန်လာပြန်နိုင်မှုလိုပါပေါ့။ဒီဝိုင်းစီဝိုင်းစနစ်ပြန်လို့ဆိုရတဲ့နိုင်ငံစနစ်ကောင်းပါပေါ့ 做出来物件嘛，是给在销售啊。那你把这个呃，最先的是要钱的嘛，在哪里花嘛，在哪里拿嘛不？做出来物件，后面如果在哪儿能挣钱，是不是只要对阿姆搞得起嘛？在搞完没，人家先撸啊不？哎，有可能话的，比如讲，明年，那么明年老板也怕，我得不发财了，对不对？要利息了，那不回来那太难了。前几年出来我们都得不出来啦，不谈个不回来，故意的不回来，干了都算算清清清的。 တင်နိုင်ငံလိုလိုတာပေါ့စီးပွားရေးနဲ့ပတ်သက်တဲ့နေဥပဒေလှုပ်ထုံးလုပ်နည်းတွေဟာတင့်လျော်ညီပြီးဈေးွက်စီးပွားရေးစနစ်ပြင်ပြင်စေတဲ့မူဝါဒဖြစ်ဖို့အရေးကြီးတယ်လို့စီးပွားရေးလေလာတုံသက်သူဦးထေရောင်ကြီးကပြောပါတယ်သူကကဏ္ဍ၁၄ခုလောက်ရှိတာပေါ့ဒီကဏ္ဍအလုံးပေါင်းစုံနဲ့စနစ်မူဝါဒမျိုးပြောတာပေါ့အဲဒီစနစ်မူဝါဒမျိုးပြောတဲ့ဆိုတော့အဓိကပါကဆိုတော့အခြေခံအဖြစ်ကဆိုတော့ဈေးွက်စီးပွားစနစ်အခြေခံကိုဖြစ်စေတဲ့မူဝါဒကဖြစ်ဖို့ဖြစ်တာပေါ့ 马先生都挺悲观的，这半年没得到啊。我悲观呢，马这半年没得到啊。但是说，这块西瓜也是能吃的，对不对？哎，这块西瓜也是能吃的，是吧？哪时间家长上去了？第四块一点不得了，土地人地都通通离的，又晒一天嘛，人皮都没下过。哪里是得了？这块西瓜皮硬的，时间久了以后，马老师也生气啊，冇。我那告你，跑嘞风沙眼啊嘞，眼睛，这块土地也厉害。哎，厉害！你话，前年前年呢，生到十二月，我话是八十亩，你话？ ။ဒါဒီတော့မမှန်မနေဒီလိုဆိုရင်စနစ်ဖြစ်လို့မရဘူး။ဒါဘယ်မှာစမယ်စစ်တုံးတာတော့။ဒါအရေးကြီးဆုံးချက်ရှိရ။မယ်လို့စနစ်ဒီမှန်လို့ဆိုရင်ဒူရက်။မယ်လို့စနစ်မှန်လို့ကအမှတ်ကံရရှိရဘူး။စီဝိုင်းစနစ်ကအမှတ်ပါ။စီဝိုင်းစနစ်အကြောင်းပြောလို့ရှိရင်သူကစက်တန်ဖလင်းကောင်ရှိရအောင်။ဟိုစီဝိုင်းဟိုကတော့ပြောရှင်ခုန3ချက်ပေါ့။အဲ့တုံးချက်ကနမတိလုံနိုင်ဖို့လိုတာပေါ့။ဒီမှာဒီမှာစနစ်တကယ်ပြင်းပြင်းစီတဲ့မူဝါဒဟုတ်သလား။အဲ့ဒါအရေးကြီးရပါ့။ က်ရှိမြန်မာနိုင်ငံမှာကျိုးနီစနစ်အားကောင်းနေပြီးမူဝါဒအားလုံးကိုတဝူတယောက်ထဲကကင်တွယ်ထားကြောင်းဒီမူဝါဒကိုကင်တွယ်ထားသူကခွင့်မပြုမချင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေကပြည်ရင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုခွင့်ပြုပေးဖို့အခက်အခဲတွေဖြစ်နေကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေထံမှသိရပါတယ်။အလားတူမြန်မာနိုင်ငံရဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့စီးပွားရေးလုပ်ကိုင်ခွင့်တွေချပေးမှုတွေဟာမိသားစုဆွေမျိုးကောင်းစားရေးမူဝါဒကိုအကောင့်တွေဖော်နေသလိုဖြစ်နေတာကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကစီစစ်တင်ကြောင်း ိုင်ငံတကာပိတ်ဆို့မှုတွေပြန်လည်ပယ်ပြန့်နိုင်ရေးကိုလည်းစူးစမ်းတင်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တွေကထောက်ပြကြပါဗျာ။